တကုံးမြွနယ်ကင်းသာမင်းလောင်လမ်းမှာမော်တော်ယာဉ်စီးပေါ်ကနေနနင်းတက်အိတ်အတွင်းတိုးအပ်ပြီးတည်ဆောင်လာတဲ့လက်နက်မျိုးစုံ16လက်ကြည်မျိုးစုံနဲ့အတူလူနဝူးကိုဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်မက်ရှလာ18ရက်နေ့မနက်ပိုင်းကကင်းသာပင်လောင်လမ်းပေါ်မှာရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြွနယ်ဘက်ကနေတကုံးမြွနယ်ဘက်ကိုမောင်းနှင်လာတဲ့လိုက်ထွက်ရင်တစ်စီးကိုဆက်ဆီးခဲ့ရာနနင်းတက်အိတ်ဒီအတွင်းတိုးအပ်ပြီးတည်ဆောင်လာတဲ့လက်နက်ခဲယုံတွေနဲ့ဆက်ဆက်ပစ္စည်းတွေကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့နဲ့နှိစက်သူတွေစီကနေသိရပါတယ်လက်နက်က16လက်ပေါ်တန်းတက်တွေကတော့အမျိုးဆုံးပဲ ကြီးတွေလည်းအများကြီးမိတယ်အမှုလည်းဖွင့်ထားပြီးပြီလူကတော့နှစ်ယောက်မိတယ်နည်းနည်းတဲ့အိတ်တွေထဲမှာဖွက်ပြီးတည်လာတာပေါ့နေပြီးတော့တဲကိုတည်တာမျိုးတော့မဟုတ်ဘူးအခုထိတော့ဆင့်နေတော့မဲဒီကောင်တွေကအဲ့ဒီလန်ကတောင်းရင်ဟိုဘက်အမြန်လမ်းပေါ်တက်ပြီးတော့မကွေးဘက်ကိုတက်မယ်လို့ထင်ပါတယ်လို့ရဲတပ်ဖွဲ့နဲ့နှိစက်သူတို့ကပြောပါတယ်အဆိုပါလက်နက်ခဲရဲနဲ့ဆက်ဆက်ပစ္စည်းတွေကိုနည်းနည်းတဲ့အိတ်တွေတွင်တုပ်ဝတ်ပြီးရေမောင်းတုပ်ဦးနဲ့ဂျင်နော့လက်တူလိုက်ပါလာတဲ့လိုက်ထွက်ခြင်းတစ်စီးနဲ့တည်ဆောင်လာတာဖြစ်ပါတယ်ဒီဘက်ကနေဖြတ်တည်တာမျိုးပေါ့ အဲ့ဒီဂေဂျီမာကပူပေါင်းတပ်ဖွဲ့တွေရှိတယ်ဒီကောင်တွေကိုစစ်ဆေးတဲ့အချိန်တိတ်မူမမှန်လို့မတင်ကားရာကြောင့်ကားကိုစစ်ဆေးရှာဖွေတာမှာဖွက်ပြီးတက်လာတဲ့လက်နက်တွေကိုမိတာလို့ရတပ်ဖွဲ့နဲ့နေသက်သူတို့ကဆက်လက်ပြောပါတယ်ဖမ်းဆီးရမိတဲ့လက်နက်တွေမှာ M1 လေးလက် M2 နှစ်လက် M60 တစ်လက်အပါဝင်လက်နက်မျိုးစုံ16လက်လက်ပစ်ပုံ3လုံးကြည့်မျိုးစုံ1600တောင်းကျော်ယူနီဖောင်းတွေနဲ့စကားပြောဆက်တွေလည်းပါဝင်ကြောင်းဖမ်းဆီးရမိသူ2ဦးကိုလည်းအမှုဖွင့်စစ်ဆေးနေကြောင်းသိရပါတယ်